ခုနေ့လေ7နှစ်နာရီပေါ့နေ့လေ7နှစ်နာရီကျော်ပြီးတော့တနာရီပတ်ဝန်းကျင်လောက်မှာစစ်တွေရဲ့အနောက်ဘက်မိုင်290လောက်ကိုရောက်နေတယ်အားပူကောင်းလာတယ်အဲလောလောဆယ်မှာအာဘယ်လိုပေါ့မလဲ world map ပေါ့နော် တိသာထင်ရှားတဲ့လေပြင်းရည်ရုံအဆင့်ဖြစ်လာတယ်အာပြီးရင်နောက်ထပ်24နာရီအတွင်းမှာ ထပ်ပြီးတော့သူကအားပူပြီးတော့ထက်ကောင်းလာမယ် depression ဖြစ်လာမှာပေါ့နော် depression ဆိုတော့ကျွန်တော်တို့အားအလုံးအားကောင်းတဲ့လေပြင်းရည်ရုံပေါ့ အဲ့ဒီအခြေအနေဖြစ်လာမယ်မုံနိုင်ငယ်လို့လည်းပြောလို့ရတယ်ပေါ့အဲ့ဒီကနေပြီးတော့မှအဲသူကကမ်းခြေနဲ့ကတအားနီးသွားပြီအဲ့ဒီအခြေအနေကြလို့ရှင်အဲ့တော့ဟို ECMWF ကတော့ chat ကတော့ဒါ cyclone မုံနိုင်ဖြစ်နိုင်ကြည်ဟိုကုန်းပေါ်ရောက်တဲ့အထိကိုသူက100%အဲ့ဒီလိုမျိုးတော့ပြောနေတာရှိတယ်အဲ့တော့ဘယ်လိုဖြစ်လာမလဲဆိုတော့မသိဘူးပေါ့နော်ကျွန်တော်တို့က cyclone ဖြစ်လာရင်အဲ cyclone ဘာနာမည်ပေးမလဲအဲ့ဒါစောင့်ကြည့်ပြီးတော့ အဲဒီစိုက်ကလုံးနာမည်ပြီးတဲ့ဥစ္စာနဲ့ကျွန်တော်မှတ်တမ်းတင်ရုံပါပဲအဲဒီလိုပဲလုပ်လို့ရမယ်ပြီးတော့မှရခိုင်ကန်ယူရန်တစ်လျှောက်ဒါ fly or လီရောပြင်းမယ်တနအိမ်ပိုင်းလေးတွေတော့တိုက်မယ်မြို့ဝကျော်မော်ကန်ယူရန်ဆိုအခုတချို့ကန်းချီနာရွာတွေတချို့မှာအဲဒီပင်လယ်ဘက်ကလာတဲ့ fly 6ပြီ9ပြီလောက်စပြီးတော့ရိုက်နေတာရှိတယ်အာမုန်တိုင်းတဲ့တဲ့ဝင်တာမဟုတ်တဲ့အတွက်မုန်တိုင်းဒီလိုင်း storm surge ကကြောင်းမလို့ရေတွေတက်လာတာမျိုးတွေတော့မဖြစ်ဘူးပေါ့ อ๋อโอเคပါဆရာဟုတ်ဒါဆိုရင်ဆရာဒီပေါ့လေကင်မရာလေတာအထူးသဖြင့်ဒီရခိုင်ဘက်ကဒီကင်မရာဆိုရင်တော့ဒီ line ရော၄ရောတော်တော်လေးထန်မဲ့လို့ပြောလို့ရပါတယ်เนาะအဲ့ဒါတော့အခြေအနေတော့အာဖြစ်သွားနိုင်တယ်အခုလောလောဆယ်မှာတော့ဒါဟိုစစ်တွေကြောက်ဖြူမန်အောင်ကျွန်းပတ်ဝန်းကျင်ဆိုလို့ချင်း35မိုင်40လောက်အခုတိုင်နေပြီပေါ့อ๋อဟုတ်ကဲ့ဆရာဟုတ်ဆရာဟိုမိုင်40အပြင်ရောဆရာပို့ထပ်ပြီးတော့ပူလာနိုင်သေးလားဆရာ ပြောလို့မရသေးဘူးဗျာလူတွေထပ်ပြီးတော့ခုနပြောသလိုပေါ့ဟိုအပို့ပြီးတော့အားကောင်းတဲ့ဒီပြားနဲ့ရံဝံပဲဖြစ်ဖြစ်စိုက်ကလုန်အစာပြိုးလေးပဲဖြစ်ဖြစ်အဲ့ဒါလို့ပြောလာလို့ရှင်တော့50ကျော်မယ်50လောက်အထိတိုက်ရင်လည်းတိုက်သွားနိုင်တယ်ဟုတ်ကဲ့ဆရာဟိုဒီအထူးသဖြင့်ပေါ့လေဆရာဟိုရေဟိုစစ်တွေနဲ့လည်းဟိုမာရလည်းဟို သိမဝေးတဲ့အနေအထားမျိုးဆိုတဲ့အခါကျတော့အာဒီဖက်ကပေါ့လေအဲ့ဖက်ကဒီဒေတာကံပြည်သူတွေအနေနဲ့ပေါ့လေဘာကြီးဆောင်ရွက်ဆောင်ရွက်လေးတွေလုပ်တဲ့နဲ့ဆိုတာလေးပဲဖြစ်ဆွတ်ပြီးတော့ပြောကြားပြပါအောင်ခင်ဗျဟုတ်အဲဟုတ်ကဲ့ပါအဓိကတော့စိုင်းတန်ဒီတန်မုံတိုင်းတန်ဒါအခုလောလောဆယ်ဆိုလို့ရှိရင်စစ်ဘေးစစ်တမ်းမှာခံနေရတဲ့ပြည်သူတွေအတွက်ကတော့အာဒီတဘာဝဘေးကြောင့်ဖြစ်လာမဲ့အန္တရာယ်တွေအတွက်ကိုကြိုပြီးတော့ဒါလိုင်းလီကိုယ်မဲ့နေရာနောက်ပြီးတော့ကျွန်တော်တို့တောင်ပြူမြေပြူဖြစ်နိုင်မဲ့နေရာ နောက်ပြီးတော့ရခိုင်ပြည်နယ်ဘက်ကအဲ့ဒီမြစ်တွေမြစ်တက်လာနိုင်မဲ့နေရာမိုးမိုးကလည်းများပါဦးမိုးမိုးကလည်းများပါဆိုတော့မြစ်တက်လာနိုင်မဲ့နေရာအဲ့ဒီနေရာတွေကိုသတိထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ MMOL knowledge site ပေါ်ကရခိုင်ပြည်နယ်အထွတ်တင်ပေးထားတဲ့ဒီ weather widget မှာကတော့အာတိုင်နှုံးလီ29ရက်နေ့မှာတနအီယို38မိုင်မိုင်40လောက်အထိတိုက်နိုင်တယ်ဆိုပြီးတော့အဲ့ဒါလောက်ပဲပြပါလိမ့်ခင်ဗျာဟာဟုတ်ကဲ့ပါဆရာ